်မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မေလ30ရက်နေ့ညပိုင်းမှာတင်ပြပေးမယ် Radio NUG ရဲ့စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့ထိုင်းမြန်မာနေဆက်အမြင့်ဆုံးတောင်ပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့ဘေးအန္တရာယ်တက်စခန်းကိုတော်လိုင်းပူပေါင်းတက်တွေအထက်မှန်သိမ်းပိုက်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် တိုင်းမြန်မာနယ်စပ်ကအမြင့်ဆုံးတောင်ပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့ဘေးရန်တောင်တပ်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေဒီကနေ့မေလ30ရက်နေ့မနက်ပိုင်းမှာထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ဒေသစစ်ရေးတရင်ရင်းမြစ်တွေကပြောပါတယ်။ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ6နေမြေမြောက်ရီမြို့နယ်တဲကစစ်ကောင်စီရဲ့နေဆက်တက်စကန်တစ်ခုဖြစ်တဲ့ဘင်းအောင်တက်စကန်ကိုတော်လိုင်းပူပေါင်းတက်တွေတင်ပိုက်နိုင်ခဲ့တာလို့ KNU သတင်းရင်းမြစ်ကလည်းအတည်ပြုထားပါဗျ။ ဒီတက်စကန်ဟာနေဆဲမှာရှိတဲ့စစ်ကောင်စီရဲ့ဗျူဟာမြောက်စစ်စကန်တစ်ခုဖြစ်ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးသွားတယ်လို့ဆိုပါရယ်ကရင်အမျိုးသားအစည်းအရုံး KNU အုတ်ချုပ်နေမြေဒူပလာယာခရိုင်ထဲမှာရှိတဲ့ကော့ကရီမြို့နယ်တဲကမြန်မာတိုင်းနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုတော်လှန်ရေးပူးပေါင်းတပ်တွေဇက်တိုက်တိုက်ခိုက်သိမ်းပိုက်နေတာလို့ Cobra Column 2 Fanon စစ်ကြောင်းကဆိုပါတယ် ီတကြောမှာတော့ Bladdo စကန်ကစလို KNL PDF view ဟာ32ဘူးပေါင်းတက်ဖွဲ့တွေတိမ့်လာလိုက်တာဒီကနေ့မနက်အစောပိုင်းမှာထိုင်းနယ်စပ်မှာအမြင့်ဆုံးစကန်တစ်ခုဖြစ်တဲ့ဘီယန်နောင်ကုန်းစကန်ကိုတိမ့်ပိုက်နိုင်ခဲ့ပြီးတော့မနေ့ကလည်းဥကရိဌာနဲ့အနီးဆုံးမှာရှိတဲ့ရွှေအေးမြိုင်ကာကင်းစကန်ကိုတိမ့်ပိုက်နိုင်ခဲ့ပါတယ်လို့ Cobra Colon 2 Venom စစ်တောင်းကထုတ်ပြန်ပါတယ် KNL PDF view ဟာ32ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့မြန်မာတိုင်းနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ဘလတ်ဒိုစခန်း၊ကနဲလီစခန်း၊ရွှေအေးမြိုင်ကာကင်းစခန်းနဲ့ဘီအန်အောင်ကုန်းစခန်းတို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်တယ်လို့သိရပါဗျာ။ ဘီးနောင်တက်စကန်းကိုတော်လိုင်းပူပေါင်းတက်တွေတိုက်ခိုက်ချိန်မှာမြရီမျိုးစုံတက်ဖြစ်တဲ့ခလာယ295တက်ရင်ကလက်နက်ကြီးတွေနဲ့တော်လိုင်းတက်တွေရှိတဲ့နေရာကိုမင်းညသကောင်းအချိန်မှာပြစ်ကူပေးခဲ့တာကြောင့်လက်နက်ကြီးပြစ်ခတ်တန်းတွေကိုမဲဆောက်ကနေပါကြားနေရတယ်လို့စစ်ဘေးရှောင်ကျမ်းမာရေး CDM တအူးကပြောပါရီး မြန်မာတိုင်းနယ်စပ်မှာတိုက်ပွဲတွေပြင်းထန်နေတာကြောင့်ဒေသနေပြည်သူ900ကျော်ထိုင်းနိုင်ငံဘက်ထွက်ပြေးတန်းရှောင်လာတယ်လို့ထိုင်းသတင်းဌာနအချို့ကလည်းဖော်ပြထားပါတယ်ခင်ဗျာဆလဘီမိုးကုတ်မှာစစ်တပ်ဆုံးပြစ်ထားတဲ့မိုင်းနှင်းမိတာကြောင့်အမျိုးသားတအူးတိုက်ဆုံတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် တအောင်ပြည်တက်မာနှစ်နေမြေမိုးကုတ်မြို့နယ်လေဦးကျေးရွာမှာနေထိုင်တဲ့အမျိုးသားတအူးဟာစေကောင်စီတက်ရဲ့စွန့်လွတ်မိုင်းတလုံးကိုနေမိရာကပောက်ကွဲပြီးတီးဆုံသွားတယ်လို့ PSLF TNLA သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ပါတယ်။လေဦးကျေးရွာမှာနေထိုင်တဲ့အသက်25နှစ်အရွယ်မိုင်းအောင်အောင်စုသူဟာမေလ24ရက်နေ့ည10:00နာရီခန့်အချိန်မှာစစ်ကောင်စီရဲ့စွန့်လွတ်မိုင်းကိုနေမိခဲ့တာလို့ဆိုပါတယ်။ အရင်ကရှိခဲ့တဲ့စစ်ကောင်စီရဲ့မိုးကုတ်ပြူဟာလက်အောက်ခံတက်ရင်148တက်စကန်ဟောင်း9မိုင်ဂိတ်ရှိမှာမိုင်းနှင်းမိတာကြောင့်တီးဆုံးခဲ့တာလို့လည်းအသိပေးထားပါတယ်။အခင်းဖြစ်ရာနေရာကိုတအောင်းပြီးမြို့နယ်ရဲတပ်ဖွဲ့ကတွားရောက်စစ်ဆီးခဲ့ရာတီးဆုံးသူအမျိုးသားဟာညာချီတစ်ဖက်ပြတ်သွားခဲ့ပြီးတော့ဘယ်ဘက်ပေါင်မှလည်းပြင်းထန်တန်းရာတွေရရှိခဲ့တာတွေ့ရတယ်လို့ BSLF TNL သတင်းနဲ့ပြန်ကြားရေးဌာနထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မေလ15ရက်နေ့တုန်းကလည်းမူဆေမြို့နယ် တုံခန့်ကြီးရွာကအသက်40အရွယ်အမျိုးသားတအူးနွားချောင်းနေချိန်မှာစစ်ကောင်စီတပ်ကဆွန့်လွတ်ထားခဲ့တဲ့ မိုင်းနေမိခဲ့တာကြောင့်တေဆုံးခဲ့ရတယ်လို့ PSLF TNL တတိယနဲ့ပြန်ကြားရေးဌာနမှတ်တမ်းတွေအရသိရပါပါတယ်ခင်ဗျာဆလဘီကချင်ပြည်နယ်ဖားကတ်မြို့လုံခင်းကျေးရွာတွင်စာကာစာတက်စစ်ကြောင်းများပြစ်ခတ်ပြီးတော့အရက်သားများတိုက်ဆုံခဲ့ရတဲ့တဲ့တင်ကိုတင်ပြပေးပါမည် ကချင်ပြည်နယ်ဖားကန့်မြို့လုံခင်းကျေးရွာအတွင် စကားဆတ်တက်စစ်ကြောင်းများကပြစ်ခတ်ပြီးအရက်သားများတိဆုံခဲ့ရတယ်လို့သတင်းရရှိပါရယ်။မေလနောက်ဆုံးပတ်စကားဆစစ်ကြောင်းထူးဝင်ရောက်ပြီးတော့အရက်သားပြည်သူ9ဦးတိဆုံခဲ့ရတယ်လို့ဒေသခံသတင်းရင်းမြစ်များကအတည်ပြုဆိုထားပါရယ်။လုံခင်းတိုက်ပွဲအတွင်စစ်ကောင်စီတပ်ပြစ်လိုက်တာအရက်သားပြည်သူ9ဦးတိဆုံခဲ့ရပါရယ်။ လီလောင်အားလုံခင်းတုတ်တန်အတွင်ထားရှိထားပါတယ်။ပိုင်းရှင်များလူပြောက်ပါကတွားရောက်ကြည့်ရှုနိုင်ပါတယ်လို့ဒေသခံတအူးကဆိုထားပါတယ်။ကြံတအူးအလောင်းကတော့ရွှေမော်တဲခိုကန်အပေါ်တက်မှာမကောက်ရသေးဘူးလို့သိရပါတယ်။ဒီဆုံးလေးဦးအားမော်စီစာအခြေဆိုင်လူမှုကေဆေးအဖွဲ့မှတွားရောက်ကောက်ယူထားပြီးဖြစ်ပါရယ်ခင်ဗျာ။ ဆက်လက်ပြီးကမ်ဘလူးမျိုးပေါ်နဲ့ကြေးဝါအချို့မှာစစ်အုပ်စုကအတ္တမပေါ်တာဆွဲဖမ်းဆီးပြီးငွေတောင်းတာတွေနဲ့စစ်တပ်စစ်ကြောင်းကြောင့်လူတထောင်ကျော်စစ်ဘေးရှောင်နေရတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းတဲကကမ်ဘလူးမျိုးပေါ်နဲ့ကြေးဝါအချို့မှာစစ်ကောင်စီတပ်ဖွဲ့နဲ့ပြူစောတီးတွေပါတဲ့စစ်အုပ်စုကအတ္တမပေါ်တာဆွဲဖမ်းဆီးပြီးတော့ငွေတောင်းတာတွေနဲ့စစ်တပ်စစ်ကြောင်းကြောင့်ဒေသနေပြည်သူတထောင်ကျော်စစ်ဘေးရှောင်နေရတယ်လို့ကျွန်းလှကမ်ဘလူးတက်ချွတ်လှောက်ရှားသူများအဖွဲ့ကမ်ဘလူးခရိုင်ကပြောပါရီ။ မေလာဇန်ပိုင်းကစပြီးတော့ကံဘလူမျိုးပေါ်နဲ့ကြေးရွာအချို့မှာဒေသနေပြည်သူတွေကိုအထမဘော်ဒါဆွဲဖမ်းဆီးနေတာဖြစ်ပြီးတော့မော်တာရွာနဲ့ကံကြီးကုန်းရွာတို့ကဒေသနေပြည်သူ40ခန်းဖမ်းဆီးခံခဲ့ရတယ်လို့မေလာ73ရက်နေ့ညနေပိုင်းကလည်းကံဘလူမျိုးပေါ်အမှတ်၁ရပ်ကွက်နဲ့အမှတ်၂ရပ်ကွက်ကဒေသနေပြည်သူ30ခန်းဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ် ဒါအပြင်မေလ15ရက်နေ့နဲ့16ရက်နေ့မှာလည်းနမေစရင်အတိအကျနဲ့ပေါ်တာဆွဲဖမ်းဆီးခဲ့တာကြောင့်ပေါ်တာဆွဲခံရသူ100ကျော်ရှိနေပြီလို့အသိပေးထားပါတယ်မျိုးပေါ်မှာပေါ်တာဆွဲတာကိုအမှတ်နှစ်ရက်ကွယ်အုပ်ချုပ်ရေးမှူးရဲ့သားပြူစောတီအောင်သူထွန်းကဥဆောင်ပြီးတော့မိုးကြော်နဲ့ထွန်းမြင့်သိန်းတို့ကဖမ်းဆီးထားသူတွေကိုကြမ်းခံရေးယုံ OSS ယုံနဲ့63936တက်သေးခေါ်ဆောင်သွားတယ်လို့သိရပါဗျ။ ကြေးရွာတွေကိုစစ်ကြောင်းထိုးရမှာရခင်နှင်းစီပါတီဥက္ကဋ္ဌဟောင်းပြူစောတီတောင်းဝေရဲ့သားတွေဖြစ်တဲ့ခင်မောင်ဝင်းနဲ့ခင်မောင်ဦးတို့ညီအကိုကဥဆောင်လေးရှိတယ်လို့ဆိုပါတယ်စစ်ကောင်စီတက်တဲ့ပြူစောတီတွေကဒေသနေပြည်သူတွေကိုအထက်မပေါ်တာဆွဲဖမ်းဆီးနေတဲ့အပြင်စစ်မှုမထမ်းကျင်တဲ့ပြည်သူတွေစီကငွေညစ်တာတွေဇက်တိုက်ပြုတ်လုံနေတယ်လို့ကိုးတောင်ပူတိုက်နေတင်တော်ရွာမှာအထိုင်ချတက်ဆွေးနေတဲ့စစ်အုပ်စုကရွာပတ်လေနဲ့ရွာထဲမှာကင်းချဖို့ပြင်ဆင်နေတာတွေနဲ့ စစ်အုပ်စုစစ်ကြောင်းကြောင့်ကံဘလူမျိုးနဲ့အတွင်းကဒေသနေပြည်သူတပေါင်းခန့်မိုးရဲရည်တဲ့စစ်ပေးရှောင်နေတာနှစ်ပတ်ခန့်ကြာမြင့်နေပြီလို့သိရပါတယ်ခင်ဗျာဆက်လက်ပြီးမော်ဘီကလီတက်မီသားစုဝင်တွေဖွင့်ထားတဲ့စိုင်ကန်းတွေကိုလက်ပစ်ဘုံနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် ရန်ကုန်တိုင်းမော်ဘီမြို့နယ်ကလီတက်မီသားစုဝင်ဖြစ်တဲ့တက်ကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးအောင်သူရဲ့ဆွေမျိုးတွေဖွင့်ထားတဲ့စိုင်ကန်းတွေကိုလက်ပစ်ဘုံ၃လုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်အာမီ YA အဖွဲ့ကပြောပါရီတက်ကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးအောင်သူရဲ့ဆွေမျိုးတွေဖွင့်ထားတဲ့စိုင်ကန်းတွေ၃ကန်းကိုမနေ့ကမေလ29ရက်နေ့ည9:55မိနစ်ကအချိန်မှာလက်ပစ်ဘုံတွေနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါရီဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့အတိမပြုနိုင်သေးဘူးလို့အတိပေးထားပါတယ်။တက်ကုန်းကြီးကျေးရွာအုတ်ချုပ်ရည်မှုအောင်သူတို့မိသားစုဆွေမျိုးအားလုံးဟာလေတက်ကအငိမ့်စားတွေဖြစ်ပြီးတော့ညီငယ်ဆုံးဟာလက်ရှိအချိန်အထိလေတက်မှာ Y8 မောင်းပြီးတော့ ခွေးဆက်ခင်းနေတဲ့သူလို့ရန်ကုန်အာမီ YA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီတိုက်ခိုက်မှုကိုရန်ကုန်အာမီ YA နဲ့အနောက်ပိုင်းခရိုင်ပါကာဖာတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့လေတပ်မှတာဝန်ထမ်းဆောင်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ရဲ့ဆွေမျိုးတွေကိုဆက်လက်တိုက်ခိုက်သွားမယ်လို့ရန်ကုန်အာမီ YA ကအသိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်နဲ့တာကီတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။